ကိုယ်တန်တမှာအညီအကျေးတွေရှိနေတာကို ရှိနေပါတယ်လို့သိတဲ့လူကတယောက်မသိတဲ့လူကတယောက်အဲ့ဒီလူနှစ်ယောက်မှာ မသိတဲ့လူတွေသိတဲ့လူကတားနေတဲ့တချို့ဟုတ်တယ်ကိုအညီအကျေးရှိလို့ရှိမှမသိဘူးကိုကိုကောင်းနေထင်နေတာဟုတ်လားတချို့ကကိုမကောင်းတာကိုမကောင်းဘူးလို့သိတယ်အဲ့မှာမကောင်းတာကိုမကောင်းဘူးအညီအကျေးရှိတာကိုရှိတယ်လို့သိတဲ့လူကမသိတဲ့လူတွေပါတယ်တော့တားတယ် ဘာပြုလို့လဲဆိုတော့ဒီအညစ်အကြေးကိုရှီမန်းသိတဲ့အခါကျတော့သူပြောင်းစင်အောင်ဆေးကြောမဲ့အလားအလာတွေရှိပြီးတော့ပြောင်းစင်အောင်ဆေးကြောသွားမဲ့အကြောင်းရှိနေတဲ့အတွက်ကြောင့်ပဲဟုတ်လားအဲ့ဒီမှာမြတ်ရှင်သာရိပုတ္တရာဥပမာလေးပေးတယ်ဈေးတဲကနေပြီးတော့ဟိုကြီးကွက်တစ်ခွက်ကိုဝဲထားပြီးတော့မသုံးမဲနဲ့ပြစ်ထားတော့ကြီးကြီးတွေတဲအမိုက်တွေဖုံတွေမြူတွေတင်းပြီးတော့မဲတူးနေတဲ့ကြီးကွက်ကြီးတစ်ခွက်နော် အဲ့ဒါကိုအညီအကျေးရှိတယ်လို့သိတဲ့လူကဟာဒီဟာလေးကကြေးွက်ပဲအဖို့တန်လေးပဲဆိုပို့တိုက်ပြီးပြောင်းဝင်းပြီးတော့ဟောအညီအကျေးရှိတာကိုရှိတယ်လို့သိတော့ပို့တိုက်လိုက်တဲ့အခါကျဘာဖြစ်သွားတော့ပြောင်းဝင်းတန့်ရှင်းသွားတယ်တဲ့အညီအကျေးရှိတာကိုရှိတယ်လို့မသိတဲ့လူကြတော့ဒါကြီးကို तू ပို့တိုက်ပါမလားမပို့မတိုက်ဘူးအဲ့ဒါသူတို့နှစ်ယောက်ကတတွဲနော် နောက်တတွဲကြတော့ကိုယ်တန်တာမှာအညီအကျေးကင်းနေတာကိုဟောတချို့ကြတော့လောဘဒေါသပင်ကိုကဆာနဲလာတာရှိရဲ့လေအဲ့လိုအညီအကျေးကင်းနေတာကို အညစ်အကြေးကင်းတယ်လို့တိတဲ့လူကတယောက်မတိတဲ့လူကတယောက်တယ်ဟောတချို့ကိုအညစ်အကြေးကင်းတယ်ငါဒီနေရာမှာရှိတဲ့ကလေးဖြူစင်တယ်လို့ဖြူစင်တာကိုဖြူစင်တဲ့အတိုင်းအမှန်တိုင်းတိတယ်တချို့ကကိုအညစ်အကြေးကင်းတာကိုပဲကင်းတယ်လို့ကိုတန်ဖို့ကိုကိုမတိဟောအဲ့ဒီလူလည်းမတိတဲ့လူတွေတိတဲ့လူကမြတ်တယ်တဲ့ဘာဖြစ်လို့လဲဆိုတော့အညစ်အကြေးကင်းတာကိုကင်းတယ်လို့မတိတဲ့ပုဂ္ဂိုလ်ဟာတဲ့ ဒီဟာကိုတံပိုးထားရကောင်းမှမသိတဲ့အတွက်ကြောင့်မစောင့်ရှောက်တဲ့အတွက်ကြောင့်မကောင်းတာတွေအာယုံပြုနှလုံးသွင်းပြီးတော့အညစ်ကြီးရှိတဲ့ဘဝကိုရောက်သွားတတ်တယ်တဲ့။နော်။ကောင်းတယ်နော်တခါကြီးတို့။အေးအညစ်ကြီးမရှိတာကိုမရှိဘူးလို့သိတဲ့လူကြတော့ဒါလေးကိုတံပိုးထားပြီးတော့အညစ်ကြီးကင်းအောင်သူဆက်ပြီးတော့ထိန်းနေတဲ့။ထိန်းတဲ့အတွက်ကြောင့်သူအညစ်ကြီးကင်းတဲ့ဘဝကိုသူရက်တည်ရ။ဥပမာတဲ့။ဈေးကနေဝဲလာတဲ့ကြီးကွက်ကလေးပို့တိုက်ထားလို့ပြောင်းဆင်းနေတဲ့ဆိုကြပါစို့။အဲ့ဒါကိုမသိတဲ့လူက ဒါကိုတန်ဖိုးထားရမှာမသိတော့ပြစ်ချင်ရပြစ်ထားတော့ခဏလေးတော့အညစ်အကြေးတွေကဘာဖြစ်သွားလဲတင်းသွားရောအညစ်အကြေးမရှိတာကိုမရှိဘူးလို့သိတဲ့လူကြတော့အေးဒါလေးတန်ရှင်းနေတယ်ဒီတိုင်းပြစ်ထားရင်တော့အညစ်အကြေးတွေတင်တော့မှာပဲအကြီးကြီးတွေတက်တော့မှာပဲလို့အညစ်အကြေးကင်းတာလေးကိုတန်ဖိုးထားပြီးတော့နော်အပြူတဲ့တင်ထားမယ်မမှန်ကောင်တာလေးတွေထည့်ထားမယ်ဆိုဟောတန်တန်ရှင်းရှင်းတက်တက်ရရလေးမဖြစ်ဘူးလားဖြစ်ပါဘူးအေးဒါကြောင့်အညစ်အကြေးကင်းရင်လည်းကင်းတယ်လို့သိရတယ်ကိုကောင်းတာကိုလည်းကောင်းတယ်လို့သိရတယ်ကိုမကောင်းတာလည်းမကောင်းဘူးလို့သိရတယ် ဒါအခြေခံလေးနော်အဲ့ဒါလို့ရှင်သာရိပုတ္တရာကရှင်မောကလံကိုအမိန်ရှိတော့ရှင်မောကလံကမေးတယ်။အာရှင်သာရိပုတ္တရာသင်ကအညစ်အကြေးအညစ်အကြေးလို့အခုပြောနေတယ်တဲ့။အညစ်အကြေးဆိုတာဘာလဲတဲ့။သိကောင်းတဲ့မေးခွန်းပဲ။ဒကာဓမ္မတို့ဥစဉ်တို့တမန်ငါရှန်ကအဖြစ်တော့တိထားတယ်နော်။လောဘဒေါသမောဟဟာအညစ်အကြေးပါပဲတကယ်တမ်းကတော့။အဲ့ဒီမှာ तू ကဒီလောဘဒေါသလေးကိုပဲတမျိုးကလေးပြောပြတယ်။စိတ်ဝင်စားစရာကောင်းတယ်ဗျ။အညစ်အကြေးဆိုတာဘာလဲ။ အဲ့ဒီလောဘဒေါသလေးကိုပဲနာမည်တစ်မျိုးနဲ့ပြောပြတယ်နော်အဲ့ဒါကလက်တွေ့ကြာလုံးလို့ဥစဉ်ကပြောချင်တာအဲ့ဒီမှာရှင်သာရိပုတ္တရာကငါရှင်မောက္ကလန်တဲ့အညီအကြီးအညီအကြီးဆိုတာဘာလဲတဲ့အဲ့ဒါဘာလဲဆိုလို့ရှင်သာသနာတော်မှာယဟန်တစ်ပါးဟာအာဘတ်တင်တယ်ဆိုကြပါစို့အာဘတ်တင်တယ်ဆိုတာအပြစ်ဖြစ်တာပေါ့နော်အဲ့ဒီအာဘတ်တင်တာကိုငါအပြစ်ဖြစ်နေတာကိုဒီပြင်ယဟန်နေမသိပါစေနဲ့တို့စိတ်ကူးတယ်ဒါမကောင်းတဲ့စိတ် ကိုမကောင်းတာကိုသူများကိုကောင်းတယ်လို့ထင်စေချင်တာအဲ့ဒါလို့သူကအပြစ်ဖြစ်နေတာကိုအပြစ်ဖြစ်တယ်လို့မသိပါစေနဲ့လို့သူစိတ်ကူးပဲမလို့ဟာအပြစ်တွေကကြီးလွန်းလာရင်ပုတ်ရင်ပုံမှာပဲဟုတ်ရင်ကြုံမှာပဲလေအေးအဲ့တော့ဘေးကတိကုံရော့ဆိုကြပါစို့အဲ့ဒီလိုလဲတိလိုက်ရော့စိတ်တူတယ်စိတ်ကမချမ်းသာဘူးစိတ်မချမ်းမြေ့ဘူးတဲ့ဟုတ်လားအေးအဲ့ဒီလိုစိတ်တူရင်ကောပစိတ်မချမ်းမသာခြင်းစိတ်နှလုံးမသာမယာဖြစ်ခြင်းဆိုတဲ့အပစ္စယတရားနှစ်ပါးအဲ့ဒါအညစ်အကြေးပဲတဲ့ ငါ့ကိုအပြစ်ရှိတာကိုအပြစ်ရှိတယ်လို့မသိပါစေနဲ့လို့အလိုဆန္ဒဖြစ်တာအဲ့ဒါအလိုဆိုးလို့ခေါ်တယ်အဲ့ဒါအလိုဆိုးတယ်အလိုကောင်းမဟုတ်ဘူးနော်အလိုဆိုးတယ်အဲ့ဒီအလိုဆိုးကြီးကပြည့်ခြင်းလည်းပြည့်မယ်မပြည့်ခြင်းလည်းမပြည့်ဘူးလေမပြည့်တဲ့အခါကျတော့စိတ်ထဲမှာစိတ်တူတယ်စိတ်နှလုံးမသားမရဖြစ်တယ်အဲ့ဒါကအပစ္စယအေးအဲ့ဒီအလိုဆိုးကြောင့်ဖြစ်လာတဲ့ကောပအပစ္စယတရားနှစ်ပါးဟာအဲ့ဒီပုဂ္ဂိုလ်ရဲ့အညစ်အကြေးပဲတဲ့နော်နောက်ဒီအပြစ်ကြီးကိုတဲ့ ငါ့ကိုလူတွေကြားတဲ့တန်ဃာတွေကြားထဲမှာစောမစောတနာလိုက်ပါနဲ့ဆိုလိုတာကတန်ဃာတွေကြားထဲမှာဖတ်ပြီးတော့မြင်မပြောလိုက်ပါနဲ့သိသွားလဲဆိုရင်လေအဲ့ဒါလို့ तू တန်းတတယ်မဖြစ်နိုင်ဘူးအချိန်ကြာရင်ပြောခံရမှာပဲလူကြားထဲလည်းနော်အဲ့ဒီလိုပြောခံရင် तू စိတ်တူမယ်စိတ်နှလုံးမသားမရဖြစ်မယ်အဲ့ဒါအညစ်အကြေးပဲနော်ငါ့ကိုငါလိုအပြစ်ရှိတဲ့လူတွေကငါ့ကိုအပြစ်စောတနာပါစေငါလိုအပြစ်မရှိတဲ့လူကစောတနာရင်ပိုးရှက်เสียကောင်းတယ်လေ ဒါလေးကိုအခုအဖြစ်လေးနဲ့ကိုစဉ်းစားကြည့်တော့လူကြားထဲမှာချလို့ရတယ်နော်တချို့လူတွေကိုအပြစ်ရှိတာကိုအပြစ်ရှိတယ်လို့မသိသေးခြင်းဘူးတီအောင်တော်မှာလူကြားထဲမှာမသိသေးခြင်းဘူးလူကြားထဲမှာတီအောင်တော်မှာကိုနဲ့ဒန်းတူလူတွေကပဲကိုကိုသိသေးခြင်းတယ်ဆိုလို့ဆိုကြပါစို့ကိုကအရက်တောက်တယ်ဆိုရင်အရက်တောက်တဲ့လူကပဲကိုကိုအပြစ်ပြောရင်ကိစ္စမရှိဘူးလေအရင်မတောက်တဲ့လူကအပြစ်ဆိုသူကကိုထက်သားနေတာကိုကိုရှက်တယ်လေအဲဒီအိဗယ်လေးနော်ဒကာကြီးတို့ဟုတ်လားအဲအဲ့ဒီလူကိုကတန်းတလို့ကိုဖြစ်တဲ့အတိုင်း ကိုလူချင်းတဲ့အတိုင်းမဖြစ်တဲ့အခါမှာစိတ်နှလုံးမตาမရမှုဖြစ်လာရင်အဲ့ဒါဘာလဲတုံးအညစ်အကြေးပဲတဲ့ဆက်ပြီးတော့နားထောင်စိတ်ဝင်စားတဲ့အကောင်းတဲ့အညစ်အကြေးကမြတ်စွာဘုရားကတဲ့တရားဟောလို့ရှိရင်ယဟန်တော်တွေထဲမှာတရားဟောလို့ရှိရင်ငါနံပယ်လေးကိုငါပွဲကလေးကိုခေါ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 ပြီးတော့တရားဟောရင်ကောင်းမှာပဲသူတစ်ပါးနံပယ်လေးခေါ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 ပြီးတော့တရားမဟောရင်တော့ကောင်းမှာပဲလို့အဲ့ဒါလို့စဉ်းစားတယ်တဲ့ယဟန်တစ်ပါးကငါငါငါ အရာရောက်ချင်တာလေဟုတ်လားငါနာမည်လေးကိုခေါ်ခေါ်ပြီးတော့တရားဟောရင်ကောင်းမှာပဲလို့ तू စဉ်းစားတယ်အဲ့ဒီလို့ तू တန်းတတယ် तू ရချင်တယ်ဆိုတော့အလိုဆိုးပဲတဲ့အဲ့ဒီအလိုဆိုးကြီးကပြီးချင်မှလည်းပြီးမယ်လေပြီးချင်လည်းပြီးချင်လည်းပြီးမယ်ပေါ့ပြောမရဘူးပေါ့သို့တော့ဘုရားက तू ခေါ်ချင်တဲ့လူခေါ်ဟောမှာပေါ့အဲ့ဒီလိုများကိုအလိုဆန္ဒကြီးမပြည့်တဲ့အခါမှာ तू စိတ်နှလုံးချမ်းသာနိုင်မှာမလားမချမ်းသာနိုင်ဘူးအဲ့ဒီမှာစိတ်တူတယ်စိတ်မချမ်းမသာဖြစ်တယ်စိတ်နှလုံးမသာမရဖြစ်တယ် အဲ့ဒီစိတ်တူခြင်းစိတ်နှလုံးမချမ်းမြေ့ခြင်းဒီအဲ့ဒါအညစ်အကြေးပဲတဲ့နော်နောက်သူကဆက်ပြီးတော့စဉ်းစားနေတယ်ဆုံးကန်သွားရင်ငါ့ကိုရှေ့ဆုံးကတင်ပြီးတော့သွားရင်ကောင်းလိုက်မှာဆုံးကန်တန်းကြီးမှာသူကရှေ့ဆုံးကအရာရောက်တယ်ပေါ့ဗျာဟုတ်လားအဲ့ဒီလိုသူအောင်းမိပြီးတော့အဲ့ဒီအလိုဆန္ဒသူ့မှာရှိနေတယ်ဆိုကြပါစို့အဲ့ဒါကြီးတကယ်လို့ဖြစ်မလာဘူးဆိုသူဘယ်လိုခံစားရမလဲအဲ့စိတ်နှလုံးမသားမရဖြစ်မယ်အဲ့ဒါအညစ်အကြေးပဲတဲ့တခါကြီးတို့စဉ်းစားနော်သူများအသက်သက်နေမှခိုးနေမှအညစ်အကြေးမဟုတ်ဘူးနော် ခုဒီစိတ်ကလေးတွေကအဖြစ်များတယ်နော်တခါကြီးတို့ဦးဇင်းတို့ကဒါကိုယ်တွေဦးဇင်းတို့လည်းဖြစ်တာပဲနော်ပုထုဇဉ်ဆိုတော့ဟုတ်လားအေးအဲ့ဒါ तू ဆက်ပြီးတော့စဉ်းစားနေတယ်အဲ့လိုဆုံးကံပြန်လာတို့ဆုံးစားစရာပုံမှာဆုံးစားကြပြီဆိုတော့နေရာဦးရေဦးဆွမ်းဦးတဲ့ဆိုလိုတာကကောင်းတဲ့နေရာလေးကောင်းတဲ့ရေလေးကောင်းတဲ့အစားအစာလေးငါးသာလင်းရပါစီသူများမရပါစီဟောအဲ့ဒါလို့ तू တန်တာတယ်အဲ့ဒါကောင်းတဲ့အလိုလားမကောင်းတဲ့အလိုလားမကောင်းတဲ့ အဲ့ဒါကြီးတကယ်လို့မပြည့်လို့ရှင်သူစိတ်မချမ်းမသာဖြစ်ပြီတဲ့အဲ့ဒီစိတ်မချမ်းမသာဖြစ်ရင်အဲ့ဒါအညစ်အကြေးပဲတဲ့ထပ်ပြီးတော့သူစဉ်းစားရတဲ့အဲ့ဒီစဉ်းစားစီရမှလေရောက်လာတဲ့တခါတကမတွေကိုငါသာရင်တရားဟောခြင်းဟောရရင်ကောင်းမှာပဲသူများတရားဟောရင်မကောင်းပါဘူးသူဟောခြင်းသာတဲ့အဲ့ဒါလို့သူဟောခြင်းမလို့အချိန်ဒီအကြောင်းအမျိုးမျိုးရတခါတကမကသူ့တက်တာတဲ့လို့အရှင်ဘုရားဟောပါဆိုရင်သူရင်ကျိုးပြီဟမ်တခါကြီးတို့အေးအဲ့ဒါသူကောင်းသေးလား မကောင်းတော့ဘူးအဲ့တော့စိတ်နှလုံးမသားမရဖြစ်ပြီအဲ့ဒါအညစ်အကြေးပဲတဲ့ဒါဥစဉ်အပြေးလွှားပြောနေတာနော်အဲ့ဒါနဲ့သူဆက်ပြီးတော့စဉ်းစားတယ်တဲ့ယဟန်ပိယတ်ကိုငါးသာလင်းတရားဟောရင်ကောင်းမယ်ယဟန်မပိယတ်ကိုဥပဒကာပိယတ်ကိုဥပတိကာပိယတ်ပိယတ်ကိုငါးသာလင်းတရားဟောရဟောရတဲ့အခွင့်အရေးရရင်ကောင်းမှာပဲဒီပြည်လူတွေတရားမဟောရပဲနဲ့ငါးသာလင်းဟောရရင်ကောင်းမှာပဲအဲ့ဒီအလိုဆိုးတွေမပြည့်တဲ့အခါမှာသူဟောခြင်းမလို့ဟောခြင်းမလဲဟောရမှာပေါ့လောကကြီးကဖြစ်ချင်တာဖြစ်တာလေ ်တနည်းအားဖြင့်ဖြစ်တင်တာဖြစ်နေတာလေအဲ့တော့ तू ကမဖြစ်တင်တာကြီးကို तू တန်းတနေတာကြီးတကယ်လို့မပြည့်ဘူးဆိုရင် तू စိတ်ထဲခံစားရပြီပေါ့အဲ့ဒီခံစားရတဲ့မကျင်နှမှုစိတ်တုံမှုတွေဟာအငြိအကြီးတွေပါပဲဆက်ပြီးတော့ तू ကစဉ်းစားတယ်တဲ့ယဟန်ပရိသတ်တွေကငါ့ကိုသာလင်းလေးစားမျက်နှုတ်တံပိုးထားရင် ကောင်းမှာပဲသူများကိုငါ့လောက်လေးစားမျက်နှုတ်တံပိုးမထားရင်ကောင်းမှာပဲဥထုရှင်တွေမှာရှိတယ်ဗျနော်တကကြီးတို့ရဒါစိတ်ရဲ့အငြိအကြီးတွေနော် အဲ့ဒီအလိုဆိုတွေရှိနေရင်မပြည့်တဲ့အခါမှာစိတ်ထဲမှာမဖြစ်လာမှာလို့ဆင်းရဲလာမယ်မချမ်းမသာဖြစ်လာမယ်အဲ့ဒါအညစ်အကြေးပါပဲတဲ့နော်ငါသာလင်တရားဟောခြင်းနဲ့ငါကိုယ်သာလင်မျက်နှိုးကြပါစီတံပိုးထားကြပါစီသူ့အားစဉ်းစားကြည့်တော့ငါ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 လေးကြီးရှိခါရောက်ဟင်တခါကြီးတို့ရအဲ့ဒီငါကြီးရဲ့ရှိခါရောက်နေတော့အဲ့ဒီသူတန်းတတဲ့အတိုင်းငါတွေကမရတဲ့အခါဘယ်နဲ့လုပ်မလဲသူဆင်းရဲပြီ ေးဟုတ်တယ်လေဟိုဟိုဘေးကလူကလည်းသူကလည်းရချင်းမှာပဲလေအဲ့တော့ငါငါချင်းပါလို့ကြတယ်တိုက်ခိုက်ကြတယ်ငါငါချင်းစစ်ပြုတ်ကြတယ်ငါငါချင်းပြိုင်ဆိုင်နေတယ်အဲ့တော့မရတဲ့ငါဒုက္ခရောက်ကြရောနော်အဲ့တော့ဒုက္ခမရောက်ချင်ရင်ကိုငါကလေးကိုလုံလုံခြုံခြုံတင့်ထားရင်အကောင်းဆုံးပဲဟင်တခါကြီးတို့နော်ကိုငါကလေးကိုနှိပ်ကွနိုင်ရင်အကောင်းဆုံးပဲအဲ့ဒီကိုငါကြီးကိုရှေ့တန်းတင်ထားတော့အဲ့ဒီရှေ့တန်းအတင်တဲ့အတိုင်းကိုငါကြီးက မပြည့်ဝဘူးဆိုကြပါစို့သူများငါကနိုင်သွားပြီဆိုကြပါစို့ရှုံးသွားတဲ့ငါဘယ်လိုခံစားရမလို့အစာတွေကစားအဲ့ဒီပြိုင်ပွဲထဲမှာမပါဘူးဆိုရင်မကောင်းဘူးလားကောင်းတယ်နော်အဲ့တော့နေရာတကာမှာအေးချမ်းခြင်းနဲ့တည်ငြိမ်ခြင်းနဲ့တကယ်အရည်အသွေးရှိခြင်းနဲ့ဆိုရင်အဲ့ဒီအညစ်အကြေးတွေကိုပြောင်းစင်အောင်ဆေးကြိုးရမယ်ဟုတ်လားဒါကြောင့်ငါကိုယ်သာလည်းမျက်နှိုးကြသည်ငါကိုယ်သာလည်းတံပိုးထားကြပါစီဒီစိတ်တွေဟာအလိုဆိုးတွေဒါတွေမပြည့်ရင်စိတ်ဆင်းရဲမယ်စိတ်ညစ်မယ်အဲ့ဒါအညစ်အကြေးပဲတဲ့ เนาะအဲ့ဒါလိုမျိုးပြီးတော့ तू ကလာသေးတယ်ပါသေးတယ်မှတ်ရလားကောင်းတဲ့ဆွန်းနေငါသာလင်းရပါသည်ကောင်းတဲ့သင်္ကန်းငါသာလင်းရပါသည်ကောင်းတဲ့ကြောင်းနေငါသာလင်းရပါသည်ကောင်းတဲ့ဆေးတွေငါသာလင်းရပါသည်ဆူလိုနာကလူနေမှုအဆင့်အတန်းငါသာလင်းမြင့်ပါသည်အဲ့ဒီလိုဆိုရင်အဲ့ဒါတွေမမြင့်တဲ့အခါ तू ဘယ်လိုခံစားရမလဲအေးအဲ့တော့ငါရှင်မောက်ကလာအညစ်အကြေးဆိုတာအဲ့ဒါတွေပဲတဲ့အတူချုပ်လိုက်တော့နှလုံးနဲ့ရယ်အလိုဆိုးကြောင့် အလိုဆိုကြီးမပြည့်ဝတဲ့အခါမှာစိတ်တူခြင်းစိတ်မချမ်းမြေ့ခြင်းဟာအဲ့ဒါအညစ်အကြေးပဲတဲ့အဲ့တော့စိတ်တူတဲ့စိတ်မချမ်းမြေ့ဆိုအလကားဖြစ်တာမဟုတ်အဲ့ဒီအလိုဆိုကြောင့်ဖြစ်တာအစာလေးကစားအလိုဆိုမရှိဘူးဆိုရင်အလိုဆိုမပြည့်ဝလို့ဖြစ်ရတဲ့စိတ်ဆင်းရဲမှုရှိနိုင်မှာမလားမရှိနိုင်ဘူးဒါကြောင့်အလိုဆိုကကြောက်စရာကောင်းတယ်နော်အဲ့ဒီမှာဆက်ပြီးတော့ပြောတယ်ရှင်သာရိပုတ္တရာကငါရှင်မောကလန်တဲ့ယဟန်တပါးဟာမထေကြီးပဲဖြစ်ဖြစ်မထေလက်ပဲဖြစ်ဖြစ် ရန်တပါဟာသူ့တန်တံမှာအဲ့ဒါလိုအညစ်အကြေးတွေရှိတာကိုဘေးကလူတွေကသိနေတယ်နော်ဒီပုဂ္ဂိုလ်နေရာတကာငါကြီးရှေ့တန်းတင်နေတယ်သူကြီးကောင်းတာရခြင်းနဲ့သူကြီးကောင်းတာဖြစ်ခြင်းသူကြီးရှေ့ကရောက်ခြင်းအဲ့ဒီလိုသိနေတယ်ဆိုကြပါတော့သူ့မှာအဲ့ဒီအညစ်အကြေးတွေရှိတာကိုဘေးကသိနေတယ်ဆိုကြပါစို့အဲ့ဒါသူကပန်းတကူဒူတင်ဆောင်းတယ်ဗျာသင်္ကန်းဆိုလဲသုံးတယ်ဟုတ်လားအဲပိန်တပတ်ဒူတင်ဆောင်းတယ်ဗျာပတ်လပိုင်စားတယ်ဆွန့်ခံစားတယ်ဗျာလူသူဝေးတဲ့ကြောင်းမာနေတယ်ဗျာဟောအပေါ်ရန်ကတော့ကြင်ယူစရာပဲနော် အဲ့ဒါလို့အပေါ်ယံကြည်ညိုစရာကောင်းတဲ့အသွင်အပြင်ရှိပေမဲ့လို့သူ့ရဲ့အတွင်းမှာအညစ်အကြေးတွေရှိနေတယ်ဆိုရင်သိနေတဲ့လူကဘယ်သူကမှမလေးစားပါဘူးတဲ့ကဲမှန်လိုက်တာနော်တခါကြီးဒီမိုက်မြာအပေါ်ယံအနေတိုင်းဘလောက်ကောင်းကောင်းအတွင်းမှာအဲ့ဒီအညစ်အကြေးရှိနေတယ်ဆိုတော့သိရင်အလကားပါစိတ်ထဲမှာတံပိုးမထားနိုင်ဘူးအဲ့ဒါကိုရှင်သာတိဗုဒ္ဓကဥပမာလေးနဲ့ပြောတယ်သူ့တုတ်တန်ကသူကကြီးကွက်ကြီးဥပမာပေးတာညံကသိကြီးတာဘုရား အဲ့ဒါလူတယောက်ကတဲ့ကြေးကွက်ကလေးကိုပြောင်းရှင်းတန့်ရှင်းနေအောင်တိုက်ချွတ်ပြီးတော့အဲ့ဒီကြေးကွက်ကလေးတဲကိုငွေကောင်ဖို့ဖြစ်စီခွေးကောင်ဖို့ဖြစ်စီထဲ့တာပုပ်စောညီနှံနှမ်းပြီးတော့လောက်တွေတဖွာဖွာကြာနေအပုပ်ပေါ့နော်အဲ့ဒါကိုတခါအပေါ်ကတန့်ရှင်းတဲ့ကြေးကွက်တစ်ခွက်အုပ်ပြီးတော့ကျူးကောင်းကောင်းလေးနဲ့ချီပြီးတော့လက်ဆောင်သွမ်းပြီးဟာခွက်ကလေးကလည်းတန့်နော်အဲ့ဒါနဲ့လက်ဆောင်ကကောင်းလာရလားလို့လှက်ကြည့်တော့ထဲကပါသေးတော့အပုပ်တီလူတိုင်းနှကောင်းရှုပ်နေယွန်းနေဆက်ဆုပ်တယ်အဲ့ဒါလိုပဲ အပေါ်ယံအနေအထိုင်ဘလောက်ကောင်းကောင်းနော်အပေါ်ယံအသွင်ပြင်ဘလောက်ကောင်းကောင်းအတွင်းမှာအညစ်အကြေးရှိနေတယ်ဆိုရင်လူတိုင်းဆက်ဆုပ်ပါတယ်ဒါကြောင့်ဒီကနေ့ခေတ်နော်ဒကာကြီးဒကာမကြီးများဒီစကားလေးကတတိထားစရာနော်တချို့ဘလူချူချူချမ်းချမ်းကျင့်ပါတယ်ဘလူအကျင့်တွေကထူတာပါဘလူနေတာပါဘလူထိုင်တာပါပဲတွေစားတာပါတောင်ရှိခဲ့နော်ဟုတ်လားအမျိုးမျိုးသူများနာမည်ကြီးအောင်သူများအထင်ကြီးအောင်လုပ်တာတွေမရှိဘူးလားအလိုဆိုးဆိုတဲ့အညစ်အကြေးသူ့တန်တာမှာရှိမရှိအ개ခတ်တဲ့နယ်နော် ဟုတ်လားအပေါ်ရအထင်ကြီးတယ်ရှိမလို့အတွင်းမှာလောက်တဖွားဖွားကြနေတဲ့အပုတ်တဖွဲရှိနေရင်ရှိနေမှာလေအေးအဲ့တော့ရှင်သာရိပုတ္တရပေးတဲ့ဥပမာမကောင်းဘူးလားကောင်းတယ်အေးနောက်ထပ်ယဟန်တစ်မျိုးကြတော့အပေါ်ရကတော့နေတာကတော့သင်္ကန်းသုံးတယ်မကဘူးရှိတာပဲတောချောင်းလည်းနေတာမဟုတ်ဘူးဟုတ်လားဆွမ်းခံစားတာလည်းမဟုတ်ဘူးပင့်နေဆွမ်းခံစားတယ်ပင့်နေဆွမ်းလိုက်စားလိုက်တာပဲသို့တော့သူ့ရဲ့အတွင်းတန်တံမှာခုနကပြောတဲ့အလိုဆိုးလည်းမရှိဘူး အလိုဆိုးကြောင့်ဖြစ်တဲ့မကြည်မနှက်မှုလည်းမရှိဘူးအလိုဆိုးမှမရှိတော့အလိုဆိုးကြောင့်ဖြစ်တဲ့မကြည်မနှက်မှုကမရှိတော့ဘူးလေအဲ့တော့နေရတကဆိုလိုတကငါငါငါကိုရှေ့တန်းမတင်ဘူးပေါ့အဲ့ဒီလိုလူမျိုးကြတော့အပေါ်ယံအထင်ကြီးနေရမရှိပေမလို့အတွင်းမှာနှံ့ရှင်းတဲ့အတွက်ကြောင့်မြင်တဲ့လူတိုင်းကြားတဲ့လူတိုင်းသိတဲ့လူတိုင်းကတံပိုးထားတယ်လေးစားတယ်တဲ့ဟုတ်လားအဲ့ဒါကိုလည်းဥပမာနဲ့ပြောတယ်ကြီးကွက်ကလေးတန်တန်ရှင်းရှင်းလေးထဲမှာဟိုသားပြွန်ထမင်း မှုကြိုင်းတဲ့သားမျိုးထမင်းကိုထည့်ပြီးတော့ဘဝခွက်ကလေးနဲ့အုပ်ပြီးတော့သွားပေးတယ်ဆိုရင်လူတိုင်းမျက်နိုးတယ်လူတိုင်းရားချင်တယ်ဟုတ်လားအဲ့ဒီတော့အပြင်ကဘာနဲ့ထုတ်ထားတယ်ဆိုတာအရေးမကြီးဘူးအတွင်းမှာဘာတွေရှိတယ်ဆိုတာကအရေးကြီးတာနော်အဲ့တော့ကိုယ်တန်တံမှာသူများလေးစားတံပိုးထားစီခြင်းနဲ့ဆိုရင်အဲ့ဒီအညစ်အကြေးကိုတတ်နိုင်တယ်မြတ်ရှော်ရဖွဲ့ရမယ်ငါ့ကိုအထင်ကြီးပါလို့လိုက်ပြောလို့ရတာမျိုးမဟုတ်သူများရဲ့လေးစားမှုဆိုတာဖြစ်အောင်တမင်ဖန်တီးလို့မရဘူး လေးသားเสียရှိရင်လေးစားမှာပဲတံပိုးထားเสียရှိရင်တံပိုးထားမှာပဲမရှိရင်မထားပါကိုကအရှိန်ဆိုလေးတိတ်ကြီးနေအခုရှိတော့ပြုံ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 နဲ့နေကောင်းနေလိမ့်မယ်သို့တော့ကိုရမှာပြောချင်ရင်ပြောမှာပဲနော်ဒါကြောင့်ဒါလေးတော်တော်ကောင်းတယ်နော်တခါကြီးတော့ဟုတ်လားအေးအဲ့ဒီလိုအညစ်အကြေးရှိခြင်းမရှိခြင်းကိုရှင်သာတိပုတ္တရာကဟောတော့ရှင်မမောက်ကလန်ကတိတ်သဘောကြတယ်ဟာရှင်တဲ့သင်ပြောတာငါတိတ်သဘောကြတယ်ငါကောင်းတဲ့မှာဥပမာလေးတစ်ခုတောင်ပေါ်လာတယ်တဲ့ငါတနေ့ဆုံးခံသွားတော့တဲ့ ရှင်သာရှင်မောင်ကလည်းပြောနေတာနော်ဆွမ်းလန်သွားတော့လက်သမားဆရာတယောက်သမီတိတဲ့နာမည်ကအဲ့ဒါလက်သမားလုပ်နေတယ်အဲ့ဒီသမီတိနားမှာလက်သမားဆရာဘဝကနေတက္ကထွန်းဝတ်ခဲ့တဲ့တက္ကထွန်းတယောက်ကရက်ပြီးတော့ကြည်နေတာအဲ့ဒီလိုရက်ကြည်နေတာကိုရှင်သာရှင်မောင်ကလည်းဆွမ်းလန်သွားရင်လည်းသူကလည်းဆွမ်းရက်ရင်လည်းမြင်းနေတာနော်အဲ့ဒီမှာသမီတိဖေမှာရက်နေတဲ့တက္ကထွန်းကလက်သမားဆရာဘဝကပြောင်းလာတဲ့တက္ကထွန်းကဘာစဉ်းစားတော့ဆိုတော့တဲ့ သမီးတိကဒီတက်သားလေးကိုဒီလိုလေးခုတ်ဒီလိုလေးရွှေဟုတ်လားဒီလိုလေးရေပေါ်ထိုးပြီးတော့ဒီလိုလေးဖြတ်တောက်လိုက်ရင်တော့အကာတွေအမျက်တွေအကုန်ပါပြီးတော့အနှစ်ကလေးကြီးအကောင်းလေးကြီးကြံမှာဒီတိုင်းလေးခုတ်ထစ်ပြီးတော့ရွှေပြီးတော့လုပ်ရင်တော့ကောင်းမှာလို့သူစဉ်းစားနေတယ်တဲ့သူကလက်သမားဆရာဘွားကလာတာလေဟုတ်လားအဲ့ဒီလိုစဉ်းစားနေတော့ဟိုသမီးတိကလည်းတိတ်ကြွန့်ကျင်တဲ့လက်သမားဆရာဆိုတော့သူထင်းတဲ့အတိုင်းသူဆိုရင်ဘယ်လိုလုပ်မလဲလို့သူတွေးထားတဲ့အတိုင်းဟိုကလည်းတသွေးမတင်းလှုပ်သွားတာ သူကလည်းကျွမ်းကျင်တာပေါ့အဲ့ဒီလိုလှုပ်သွားတော့တက္ကထုံးကသဘောကျတယ်ဟေးသမီးတိသင်ကငါစိတ်ကိုသိတဲ့အတိုင်းပဲနော်ငါဆိုရင်ဘယ်လိုလုပ်မယ်လို့ငါစဉ်းစားနေတာသင်ကလည်းအဲ့ဒီတိုင်းလှုပ်သွားတယ်ဟောနော်ဒါကြောင့်မလို့သင်စိတ်နဲ့ငါစိတ်ဟာတစ်ထက်သေးကြတယ်အဲ့ဒါကိုရှင်မမောက်ကလန်ကပြောပြတာသင်ဟာလည်းပဲတဲ့အခုယဟန်စုယဟန်ညက်အလိုစုတွေရှိနေတဲ့ပုံကူတွေရဲ့တန်တာမှာရှိတဲ့မကောင်းတဲ့စိတ်တွေကိုသင်ရဲ့ဒေသနာတည်းဟူသောဓမ္မကြီးနဲ့ အဲ့ဒါတွေကိုရွေးပြစ်လိုက်တယ်လို့ပဲတဲ့ဟောသူပေးတဲ့ဥပမာကောင်းတယ်နော်ခုနကတည်းကတရားဒေသနာကဗာတဲ့ဓမ္မကြီးတဲ့နော်အေးကိုယ့်ရဲ့စိတ်ထဲမှာရှိတဲ့မကောင်းတဲ့အငြိအကြီးတွေကအကာတွေအဆွေးတွေအမျက်တွေပေါ့ဟုတ်လားအဲ့ဒါတွေကိုလည်းဖယ်လိုက်ရောကောင်းတဲ့အသားလေးကြီးကျန်တယ်နော်ကောင်းတယ်နော်တခါကြီးတို့အေးအဲ့တော့ဟောစိတ်ထဲကြတယ်ကမလို့ဘူးနော်ပုထုဇဉ်တိုင်းမှာအဲ့ဒီအငြိအကြီးကတော့အခါအားလေရောဆိုတာရှိနေတာပဲဒါဝန်ခံရမယ်နော်တခါကြီးတို့ဟုတ်လားအဲ့ဒါကိုကိုကဒီဒေသနာတော့ဒီညံဒီဟူတော့ဒါနဲ့ ကိုယ့်ဟာကိုယ်ရွေးပြစ်နိုင်တယ်ဆိုရင်ကောင်းတာလေးကြီးကြံပြီးတော့ကိုကိုကိုလည်းလေးစားမယ်တန်ဖိုးထားမယ်ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့လူတွေကလည်းတဖြည်းဖြည်းနဲ့ကိုယ့်အကြောင်းသိလာပြီးတော့တန်ဖိုးမထားပြီဘူးလားအဲ့ဒါဆိုရင်စိတ်လည်းပဲအင်ပတန်ချမ်းသာမယ်တော်တော်ကောင်းတယ်လို့ထင်တယ်နော်အေးအဲ့ဒါအနေကနာတုတ်တန်တဲ့ဒါဥစဉ်တို့လည်းပဲနှလုံးသွင်းစရာကောင်းတယ်တခါကြီးတခါမကြီးများလည်းနှလုံးသွင်းစရာကောင်းတယ်အထူးသဖြင့်အဖွဲအစည်းနဲ့လုပ်နေတဲ့လူတွေဟာနှလုံးသွင်းစရာကောင်းတယ်နော်ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ကိုယ်သူများလေးစားဖို့တန်ဖိုးထားဖို့လူတိုင်းရချင်တယ် ရခြင်းလဲဆိုရင်ဘာလို့ရမှာတော့အညစ်အကြေးနဲနိုင်တယ်များနဲအောင်လုပ်ရမယ်ဟုတ်လားအညစ်အကြေးနဲလာတာနဲ့အမြတ်ကိုယ့်ရဲ့နေတာထိုင်တာမေတ္တာစေတနာတွေကြီးလာတာနဲ့အမြတ်တနည်းအားဖြင့်ငါငါငါဆိုတာတွေနဲသွားတာနဲ့အမြတ်ဘေးကကိုယ်ကိုလေးစားမြတ်လို့တန်ဖိုးထားတာတွေရှိလာတော့ကိုယ်လည်းကြည်နူးရတာပေါ့မကောင်းဘူးလား အင်းအဲ့ဒါကတော့အာလုံးသောအညစ်အကြေးရှိကြတဲ့ပုံကိုယ်တွေအညစ်အကြေးကင်းညင်ကြတဲ့ပုံကိုယ်တွေအတွက်တနည်းအားဖြင့်ကိုယ့်ကိုယ်ကိုအဆင့်မြင့်ညင်ကြတဲ့ပုံကိုယ်တွေအတွက်တံပိုးထားတဲ့တုတ်တန်တစ်ခုလို့ဥစဉ်လို့ယူဆပါတယ်ဟုတ်လားအေးဒါကြောင့်ဒီဒီတနာလေးကတော့အဖွဲ့စည်းနဲ့နေသည်ဖြစ်ဖြစ်အဖွဲ့စည်းနဲ့မနေသည်ဖြစ်စေဘလို့ပဲဖြစ်ဖြစ်ပါအင်မတန်အသုံးတည့်လိမ့်မယ်လို့ထင်တယ်နော်ဒါကြောင့်အညစ်အကြေးရှိရင်လည်းရှိတယ်လို့သိပါစေတိုက်ချွတ်နိုင်အောင်နော် မရှိရင်လည်းအငြိအကျေးမရှိရင်လည်းမရှိဘူးလို့သိပါစေစောင့်ရှောက်နိုင်အောင်မတူဘူးเนาะမတူဘူးเนาะအငြိအကျေးရှိရင်ရှိတယ်လို့သိပါစေတိုက်ချွတ်နိုင်အောင်အငြိအကျေးမရှိတာကို မရှိဘူးလို့လည်းသိပါစေစောင့်ရှောက်နိုင်အောင်เนาะအေးဒါကြောင့်အငြိအကျေးဆိုတာဘာလဲသိကြပြီเนาะ မလိုလားတဲ့နဲ့ငါငါကိုရှည်တန်းတင်ပြီးတော့လိုချင်တဲ့အခါအဲ့ဒါကြီးမပြည့်ဝတော့စိတ်တူရတယ်စိတ်ညစ်ရတယ်အဲ့ဒါအညစ်အကြေးပဲနော်အဲ့ဒါပဝန်းကျင်ရဲ့လေးစားမှုမျက်နှာမှုတံပိုးထားမှုတနည်းအားဖြင့်ကိုယ့်ကိုယ်ကိုလေးစားမှုမျက်နှာမှုတံပိုးထားမှုရှိအောင်အညစ်အကြေးဆိုတာဘာလဲလို့နားလည်ဖို့လိုတယ်အညစ်အကြေးရှိရင်ရှိတယ်မရှိရင်မရှိဘူးလို့သိဖို့လိုတယ်ရှိရင်လည်းတိုက်ချွတ်ဖို့လိုတယ်မရှိရင်လည်းပဲစောင့်ရှောက်ဖို့လိုတယ်ဟုတ်လားအေးဒါကြောင့်သူတော်ကောင်းကြီးတို့ရဲ့ဒေသနာတည်းဥတော်ဓမ္မဖြင့် ိတို့ရဲ့အတွင်းတဏ္ဍမှာရှိတဲ့အညစ်အကြေးကိုဖယ်ခွာခုတ်ထစ်ဖယ်ရှားနိုင်ကြတဲ့ပုဂ္ဂိုလ်တွေဖြစ်ကြပါစေတည်းဒီတုသဗ္ဗမင်္ဂလာရကံတုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓံတုဝါဝေနတရာဒုက္ခိဝန္တုတိဘဝတုသဗ္ဗမင်္ဂလာရကံတုသဗ္ဗဒေဝတာသဗ္ဗဓမ္မတုဝါဝေနတရာဒုက္ခိဝန္တုတိဘဝတုသဗ္ဗမင်္ဂလာရကံတုသဗ္ဗဒေဝတာသဗ္ဗတံဃာတုဝါဝေနတရာဒုက္ခိဝန္တုတိ ေတုမကံတေတရားနာပိသဗ္ဗံသရဘောင်းတို့သာတာအလုံးသောတတ္တဝအနန္တတို့အားတဘမင်္ဂလံလောကိလောကုတ္တရာကောင်းဆိုသမျှမင်္ဂလဝါဝတိဘဝတို့ကောင်းဆိုအားမသိဖြစ်တော်မူကြပါစေတည်းတဘတိဝတံမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြစောင့်ကြနေကြကုန်သောနတ်မြတ်နဲ့ကောင်းတဲ့ဘောင်းတို့ကလည်းပဲ ရက္ခဏုကောင်းစွာမသွေဆောင်လျှောက်တော်မူနိုင်ကြပါစေတည်းတမ္မဗုဒ္ဓံတုဘဝေနခေင္ကဝါလူသေးစုမကပွင့်တော်မူကြတဲ့သုတ္တရဒါဘဗျာရှင်ကိုတော်မြတ်တို့ရဲ့တကူတေဇောအနုဘောတော်တို့ကြောင့်၎င်းတမ္မဓမ္မတုဘဝေနမေလီတံဖူလီတံနိဗ္ဗာန်တေတိယောသောဆရာတော်တရားတော်မြတ်တို့ရဲ့တကူတေဇောအနုဘောတော်တို့ကြောင့်၎င်းတဘတံဃာတုဘဝေန မေဂထံလေးယောက်ပလထံလေးယောက်ဆိုတော့ရှောင်းတော်ရိယတန်ခါရှင်မြတ်တို့နဲ့တကွာတိလကုန်သမားဒီကုန်ပညာကုန်တို့နဲ့ပြည့်စုံတော်မူရတဲ့သမှုတိတန်ခါအရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတ်ဒီဆိုအာနုဘောတော်တို့ရောက်၎င်းတရားနေရောညပါဘေကမဆိုင်ချိန်ရှိတိုင်းချိန်ရှိတိုင်းဒုက္ခီကိုစိတ်နှပြချမ်းမာချမ်းသာခြင်းရှိကြကုန်သည်ဘဝတို့ကောင်းစွာ မသွေဖြစ်တော်မူကြပါစေတည်း ကဲအလိုမိမိတို့ပြုလုပ်ထားတဲ့ကုသိုလ်ကောင်းမှုအရှုသူကိုအာယုံပြုပြီးတော့ဤကုသိုလ်ကောင်းမှုအရှုသူတို့ကြောင့်မဉ္ဇဉ်ပုညမြတ်နေဗံကိုလင်းမြတ်ထုတ်ချောက်မျက်မှောက်ပြုပေးရစေလို့ဆုတောင်းကြမယ်။တတ္တဝအနန္တကုသိုလ်ကောင်းမှုရဲ့အဖို့ပါကအညီမျှရပြီးတော့ချမ်းသာကြပါစေလို့စေနာမေတ္တာရှိထားပြီးတော့အမြတ်တမ်းများပေးပေးကြမယ်။အလိုညီညာညာလိုက်ပြီးတော့ဆုရရအောင်။အရှင်ဖေယဖေယတွေ့တော်တို့သည် ယနေ့ယခုပြုလုပ်အပ်သောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအဆုစုတို့သည်မဲ့ညာဖို့ညာမြတ်နိဗ္ဗာန်ကိုမျက်မှောက်ပြုရန်အာကောင်းသောအထောက်အပံ့ဖြစ်ပါစေတည်းဤကောင်းမှုဤကုသိုလ်တို့ဤ အဖို့ဘာကကိုအသက်ထင်ရှားရှိမရှိဖြစ်ကုန်သောဘိုးဘွားမိဘဆွေမျိုးသားချင်းတို့အားအစာထား၍31ဘုံကျင်လီကုန်သောတတဝအနန္တတို့အားအညီအမျှပေးဝေငှပါ၏အမျှရကြ၍ ကိုစိတ်နှဖြာကိုစိတ်နှဖြာကျမ်းမာချမ်းသာကြသည်ဖြစ်ကြပါစေတော့ကုသိုလ်အမြတ်အမြတ်